ားလုံးမင်္ဂလာပါမြန်ခရစ်တွန်းနေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေဒီရက်တွေအတွင်းမှာမိတ်ဆက်သွားတဲ့ Hora Age တခုနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲဒီလထဲမှာ Hora Age တွေတောက်လျှောက်လာနေတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလုပ်ရတာတောင်မနိုင်တော့ဘူးပေါ့နော် PME သမားတွေကတော့ထော်ပြင်းထော်နေကြမယ်လို့ထင်ပါတယ် ဒီနေ့အတွက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ BRD ဆိုတဲ့ project ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်လည်းတခြား project တွေအကြောင်းကိုတင်ဆက်ပေးမယ်။ဒီလာထဲမှာတင် Hora Agent အနေနဲ့ပေးနေတာ10ခုကျော်လောက်ရှိနေပြီပေါ့နော်။အဲ့တော့ BMB တမားတွေပြော့မယ်ဆိုရင်လည်းပြော့ခြင်းစရာပါပဲ။အဲ့တော့ကျွန်တော်တို့ဒီနေ့အတွက် BRD ရဲ့အကြောင်းကိုကြည့်ကြရအောင်ပါ BRD ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင်အဆက်ကလေး30ကိုနှိပ် PM Beauty Day ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင်ဒီ project နဲ့ပတ်သက်ပြီးတော့ Hora Airdrop ပေးသွားခဲ့တဲ့ announcement လေးတစ်ခုကိုရောက်သွားမှာဖြစ်ပါတယ် ကျွန်တော် BRD က42ခုမြောက် project ဖြစ်ပါတယ် project ရဲ့နာမည်ကတော့ Landbird လို့ခေါ်တယ် Binance မှာ BNB ကင်ထားတဲ့သူတွေကို BNB တွေကို Simple N နဲ့မှာထည့်ထားတဲ့သူတွေကျွန်တော်တို့အတိုးယူထားတဲ့သူတွေ on-chain လုပ်ထားတဲ့သူတွေကို airdrop အနေနဲ့အလကားပေးသွားခဲ့တာဖြစ်ပါတယ် airdrop ပေးဖို့အတွက် BNB တွေကိုကင်ထားမှသာစစ်တဲ့အချိန်လေးတစ်ခုရှိတယ်အဲ့ဒါကတော့6လပိုင်း9ရက်နေ့ကနေပြီးတော့6လပိုင်း12ရက်နေ့အတွင်းမှာစစ်သွားခဲ့တာဖြစ်ပါတယ် ကိုလာပိုင်းကိုရက်ကနေကိုလာပိုင်း12ရက်နေ့အတွင်းမှာကို့မှာရှိနေတဲ့ BMW တွေကစင်ပန်ထဲမှာရောက်နေတာပဲဖြစ်ဖြစ် on-chain ထဲမှာရှိနေတာပဲဖြစ်ဖြစ် lambda ကို reward အနေနဲ့ရမှာဖြစ်ပါတယ် Binance မှာလည်း list သွားခဲ့ပြီဖြစ်ပါတယ်16ရက်နေ့ကလေးက list သွားခဲ့တဲ့ project တခုပေါ့နော်ဂျာထဲမှာ hora airdrop တွေတောက်လျှောက်လာနေတာဆိုတော့ video တွေလောက်ရတာအလှည့်မမီဘူးဖြစ်နေရပါတော့အဲဒါကြောင့်မလို့ဒီနေ့ lambda ကနည်းနည်းလေးနောက်ကျသွားတာလည်းပါတယ်သူ့ရဲ့စုစုပေါင်း total token supply ကိုကြည့်မယ်ဆိုရင်1 billion BRD အထိရှိမှာဖြစ်ပါတယ် Maxima token supply ကလည်း1 billion အထိရှိမှာဖြစ်ပါတယ်။ Binance ရဲ့ Hora Airdrop ကနေတစ်စင်း BNB ကင်ထားတဲ့သူတွေကို reward ပေးသွားတဲ့ပမာဏကတော့ maximum total token supply ရဲ့1%ကိုပေးသွားခဲ့တာဖြစ်ပါတယ်။10 million BRD token တွေကို reward အနေနဲ့ပေးသွားခဲ့တယ်။နောက်ထပ်10 million BRD ကိုလည်း marketing campaign အနေနဲ့6လကြာတဲ့အခါမှာထပ်ပြီးတော့ပေးအောင်မယ်။အဲ့ဒီအတွက်ကတော့တကြား announcement တခုထွက်လာလိမ့်မယ်ပေါ့နော်။လက်ရှိ Binance မှာ list လုပ်ထားတဲ့အခြေအနေ အယောင်းဝယ်လုပ်နေတဲ့အချိန်မှာလေပတ်နေတဲ့ circulating supply အနေနဲ့ကတော့စုစုပေါင်းကျွန်တော် maximum total token supply ရဲ့22.5% attention မှာဖြစ်ပါတယ်။ lambda token ကိုကျွန်တော်တို့ BNB smart chain မှာကနေလည်းရမယ် ethereum မှာကနေလည်းရမှာဖြစ်ပါတယ်။သူကဘယ်လိုမျိုး project လဲ၊ဘာတွေလုပ်မဲ့ project လဲဆိုတာကိုသိချင်တဲ့ဆိုရင် Binance ကလုပ်ပေးထားတဲ့ research report တော့ပြီးတော့ဖတ်ကြည့်လို့ရတယ်။ဒါမှမဟုတ်ကိုယ်တိုင် website တွေ white paper တွေတွားချစ်ချင်တယ်ဆိုရင်တော့ website တွေ white paper တွေကိုဒီအောင်မှာထည့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ တော့ကျွန်တော်တို့ website ကိုအရင်ဆုံးသွားကြည့်ကြရအောင်ပေါ့နော် landback ကကျွန်တော်တို့ bitcoin နဲ့ပတ်သက်တဲ့ project တခုဖြစ်ပါတယ် bitcoin ကိုကျွန်တော်တို့ defi ecosystem ထဲမှာအပြည့်အဝအသုံးဝင်လာအောင်ဖန်တီးပေးမဲ့ project တခုလို့ပြောလို့ရတယ် bitcoin ကလက်ရှိအချိန်မှာ store of value တခုအနေနဲ့ crypto တွေကဘိုးရေးကြီးတခုအနေနဲ့နာမည်ကြီးတယ်ဈေးကလည်းအလုံးထဲမှာထိတ်ဆုံးအများဆုံးသို့တော့ defi ecosystem ထဲမှာဆိုရင်တော့အသုံးဝင်မှုကနည်းသေးရလို့ပြောလို့ရတယ် ဒီအရာကုန်မှ land back ကနေတဆင့်ဘေးကွန်ရဲ့ defi နဲ့ပဲမှာအသုံးဝင်မှုတွေကိုယူဆောင်လာပေးမှာဖြစ်ပါတယ်ဘေးကွန်ရဲ့ကိုကျွန်တော် liquid state လုပ်လို့ရမယ် refund မီလုပ်လို့ရမယ်အစရှိတဲ့ဖြင့်အတိုးယူလို့ရမယ်ပုံစံမျိုးတွေကိုဖန်တီးပေးမှာဖြစ်ပါတယ် land back မှာဘာရှိလဲဆိုတော့ lbtc ဆိုရဲတိုကန်တစ်ခုရှိမယ်အဲ့ဒါကဘေးကွန်နဲ့1:1 back load ထားမဲ့တိုကန်တစ်ခု ကျွန်တော်တို့ကဘက်ဝိုင်းတွေကို refarming လုပ်လိုက်တယ်ဆိုရင် LBDC တွေကိုပြန်ရမယ်အဲ့ဒီ LBDC တွေကိုတခြားရည်ရွယ်ချက်တွေနဲ့လည်းအသုံးပြုလို့ရနိုင်မဲ့ပုံစံမျိုးဖြစ်ပါတယ်လက်ရှိအချိန်မှာပါတနာအနေနဲ့ OKH တို့ Franklin Templeton တို့ Binance တို့ Bybit တို့အစရှိတဲ့အပွဲစည်းကြီးတွေတော်တော်များများနဲ့ပါတနာရှစ်လှုပ်ထားနိုင်တယ်နောက်တစ်ခုကဒီ Landback ကစပြီးတော့ launch လုပ်တဲ့အချိန်ကနေ62ရက်အတွင်းမှာ total value လောက်ဒေါ်လာ1 billion အထိရထားတဲ့ project တစ်ခုလည်းဖြစ်ပါတယ်။အရှိမှာ DeFi protocol မှာဆိုရင် LVDC ရဲ့ active ဖြစ်တာက82ရာခိုင်နှုန်းလောက်အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ land bank နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်သူမှာ LPTC ဆိုတာပါမယ် Land Bank Board ဆိုတာရှိမယ် Land Bank DeFi Marketplace တွေပါမယ် Land Bank SDK တွေပါမယ်အာ native BTC တွေကို ကြိုက်တဲ့ chain ပေါ်မှာ protocol ပေါ်မှာ wallet ပေါ်မှာအလွယ်ပြောင်းလုပ်လို့ရမယ် refund လုပ်လို့ရမယ်ပုံစံမျိုးတွေအထိလုပ်နိုင်မှာဖြစ်ပါတယ် bitcoin staking တွေလုပ်လို့ရမယ် landbar ledger cross chain bitcoin အစားရှိတဲ့ပြင်ပေါ့နော် cross chain bitcoin ဆိုတဲ့အတိုင်းပဲ bitcoin network ပေါ်မှာဒီမဟုတ်တော့တခြား ethereum တို့အစားရှိတဲ့ blockchain တွေပေါ်မှာလည်းသုံးလို့ရနိုင်အောင်အကူအညီပေးသွားမယ်ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော် native bitcoin ကိုပဲတခြား chain တွေပေါ်မှာလည်းသုံးလို့ရနိုင်အောင်စီစဉ်သွားမယ်ပုံစံမျိုးရှိတယ် လက်ရှိအချိန်မှာ land bank ရဲ့ ecosystem အနေနဲ့ကတော့ institution ဘက်မှဆိုရင် glassy တို့ franklin templeton တို့ကနေပြီးတော့ support ပေးထားတာကိုတွေ့ရမယ် lady protocol ကတော့ rv exchange တွေအနေနဲ့ဆိုရင် bybit တို့ binance တို့ကနေ support ပေးထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ် land bank ရဲ့ application ကိုစပြီးတော့တုံးကြည့်နေတယ်ဆိုရင် launch app ကနေတော့ပြီးတော့ကြည့်လို့ရတယ်။ဒါဆိုရင်သူ့ရဲ့ website ကိုရောက်သွားလိမ့်မယ်။ landback ကိုသုံးဖို့အတွက်ကတော့ဒီ centralized wallet တခုလိုအပ်လိမ့်မယ်။ကိုယ်မှရှိနေတဲ့ wallet နဲ့ဒီ website ကိုချိန်ပြီးသွားပြီဆိုရင်ကျွန်တော် staking တွေလုပ်လို့ရမယ်။ marketplace ပါမယ်။ body ပါမယ်နောက်တစ်ခုက bridge လဲလုပ်လို့ရမယ် cross chain ကို spot ပေးထားတာဖြစ်တဲ့အတွက် ethereum ကနေ solana ကိုပြောင်းပါလားဒါမှမဟုတ်ရင်တခြား chain တွေပေါ့နော်မတူညီတဲ့ chain တွေကိုအပြောင်းလဲလုပ်လို့ရမယ်ပုံစံမျိုးတွေပါတယ် swap လုပ်လို့ရမယ်အစရှိတဲ့ function တွေကို landback ကနေ spot ပေးထားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ project ကဘာတွေလုပ်လို့ရလဲဘယ်လိုမျိုး project လဲဆိုတာအနေချင်းတော့နားလဲသွားကြမလို့ထင်တယ် ိုယ်တိုင်လေ့လာကြည့်ခြင်းတဲ့သူတွေရှိတဲ့ဆိုရင် website တွေ white paper တွေကနေတဆင့်လေ့လာကြည့်လို့ရတယ် Binance ကလုပ်ပေးထားတဲ့ research report ကိုဖတ်ကြည့်လို့လည်းရမှာဖြစ်ပါတယ် Okay ပါဒါကတော့ Binance မှာ BNB ကင်ထားတဲ့သူတွေကို BNB ကင်ထားတဲ့ဆိုတာ simple end မှာကင်ထားမှာတော့ရမှာပေါ့နော် simple end မှာထည့်ထားတဲ့သူတွေကို reward ပေးထားတဲ့ BRD land bank ရဲ့အကြောင်းကိုတဆက်ပေးကြတာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လဲဟိုတာအေဂျွန်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ် စောင့်မျှော်ကြည့်ရှုပေးကြပါဦး land back ကနေပြီးတော့ BRD token တွေဘလောက်အထိရခဲ့ကြလဲဆိုတာကိုလည်း comment မှာကြွားသွားလို့ရပါတယ်အားလုံးပဲ trade time နေကြပါစေခင်ဗျာ